မင်္ဂလာပါအလုံးတိုင်းအနေနဲ့ဒီနေ့ကိုပိုင်ဆိုင်ကြပါစေနော်မမင်ဒီနေ့ဗီဒီယိုလေးကိုတင်ရခြင်းကတော့မမင်ကြောက်စိမ့်လက်ပတ်လေးတွေနဲ့မိတ်ဆက်ပေးမှုဖြစ်ပါတယ်အခုမမင်ရှေ့မှာခြားထားတဲ့ကြောက်စိမ့်လက်ပတ်လေးတွေကတော့မမင်ဟာမမင်မှာရှိတဲ့ကြောက်စိမ့်လက်ပတ်လေးရဲ့ဒါလေးတွေက3000ပေါ့နော်ဒီအသေးလေးတွေက3000နဲ့ရောင်းတဲ့ပစ္စည်းလေးတွေပါ3000နဲ့ရောင်းတဲ့ပစ္စည်းလေးတွေအစိမ့်ရှိမယ်နောက်အဖြူရှိမယ်ပေါ့နော်အစားစားရှိပါတယ်3000နဲ့လေးတွေပါဒီဟာကတော့ဒီဘက်နည်းနည်းကြီးရဲ့ site လေးတွေကတော့ဒါက10လေးတွေပေါ့နော် စိုက်34လေးကြတော့9တောင်းမှာအစိမ်းရှိမယ်အဖြူရှိမယ်နောက်အစိမ်းပြော့ရှိမယ်ပေါ့နော်အဲ့ဒါလေးကြတော့9တောင်းမှာ3တောင်း9တောင်းကတော့အောက်ဆုံးအခြေခံပေါ့နော်အခြေခံအောက်ဆုံးဆင်းရမမိမှာကြောက်ဆင်းလက်ပတ်လေးတွေက3တောင်းနဲ့9တောင်းဝင်းကျင်လေးရှိရဲနောက်တစ်ခုကဟိုတလောကကြတော့ချစ်သူလေးတွေ customer ရဲ့လိုအပ်ချက်ကြောင့်မလို့မိမိကိုဈေးပေါ်ပေါ်လေးလုပ်ပေးပါဆိုလို့မိမိကတထောင်နဲ့လေးလုပ်ပေးတထောင်နဲ့လေးကြတော့မိမိမှာတုံသွားပါတယ်နော်အခုကတော့အနည်းဆုံးအောက်ချစ်ကလောလောဆယ်မိမိမှာ 3000 5000ကနေစပြီးတော့မှမြင်ရဒီလိုတိမ့်ပိုင်းလေးတွေလည်းရှိပါတယ်เนาะအာဒါလေးဆိုလို့ရှိရင်တသိန်းခွဲတန်လေးပါဒါလေးဆိုတသိန်းခွဲတန်လေးပါเนาะဒါလေးဆိုတသိန်းခွဲတန်လေးပါအဲ့လိုပဲသေးသေးနဲ့လှလှလေးတွေလိုချင်နေဆိုရင်လည်းရှိသလိုအော်စိမ့်စိမ့်လိုချင်နေဆိုရင်လည်းဒါလေးဆိုရင်ဒါလေးဆို3သိန်းပါเนาะဒါလေးဆို3သိန်းတန်လေးပါအဲ့လိုမျိုးလေးလည်းရှိရဲ့เนาะအဲဒီလိုမျိုးပါเนาะ ကြောက်သားအကြီးကလာကြိုက်တဲ့လူလေးတွေအတွက်ဆိုလို့ရှင်တော့ဒါလေးကနှစ်သိန်းပါနှစ်သိန်းဒါတော့လုံးဝတန်လေးပေါ့နော်စိုက်တော့သေးတယ်စိုက်သေးတယ်အလုံးတန်လေးပေါ့နော်စိုက်သေးစိုက်သေးလေးပေါ့စိုက်သေးလေးပေါ့နော်ဒါလေးကကြတော့ဒါလေးကနှစ်သိန်းတန်လေးပါဒါလေးကလုံးဝကြောက်သားအကြီးလေး ကျောက်သားကြီးအတန်လေးဒီလိုမျိုးလေးတွေလည်းမင်းမင်းမှာရှိပါတယ်မင်းမင်းကဒါလေးတွေကျတော့တိတ်မတင်ပြဘူးပေါ့နော်ဒါလေးတွေကျတော့မင်းမင်းကတိတ်မတင်ပြဘူးကျောက်သားกว่าပါတယ်နော်ကျောက်သားกว่าပါတယ်9000တန်လေးတွေနဲ့ကျောက်သားกว่า9000တန်လေးတွေကကျတော့ကျောက်သားပိတ်ပြီးတော့သူကတော့ကျောက်သားလေးတွေကြီးနေတာပေါ့နော်ဒီလိုမျိုးကာလာလေးတွေကတော့မတိမ်မင်းတူတဲ့အောင်ရှိရဲ့ဒါလေးတွေကတသိန်းခွဲရှိမယ်နှစ်သိန်းရှိမယ်အစားစားဒါအသေးဒါမဲ့သူကအစိမ်းကိုသူကတော့ နည်းနည်းလေးဟွာဖြစ်နေတာဘယ်လိုပြောရမလဲဆိုတော့မမေကဒီလှလေးတွေကြီးဆွဲစီပြီးတော့တည်လိုက်တာဒါလေးကတော့တသိန်းခွဲပေါ့နော်ဒီဟာလေးကတသိန်းခွဲတကယ်တော့ဒါလေးအရှင်းလှတယ်ဒါလေးကမမေကအလုံးကြီးအတွက်ကိုယူလိုက်တကယ်ဆိုရင်တော့ဒီအလုံးလေးနဲ့ဒီဒီဒီလုံးလေးနဲ့ဒီလုံးလေးနဲ့ဖြုတ်ပြကမှာပေါ့နော်မြင်းနှစ်မျိုးကလည်းထည့်ထားတာဒါကြားလေးဝတ်တော့မိန်းကလေးဝတ်ပေါ့ယောက်ျားလေးဝတ်ဆိုလို့ရှိရင်တော့ဒီလို site တွေလာမယ်ယောက်ျားလေးဝတ်ဆိုရင်တော့မင်းမှာ ဒီကလာတွေရှာမယ်ဒါယောက်ျားလေးဝတ်တွေပေါ့နော်ဒါယောက်ျားလေးဝတ်တဲ့ site တွေဒီဟာဆိုရင်တော့14ဒါလေးတွေကတော့72 73လေးတွေပါမယ်ဒါကတော့လုံးဝလုံးဝ share အကြီးပေါ့နော်ဒါတော့ယောက်ျားလေးဝတ်လေးတွေပါယောက်ျားလေးဝတ် site လေးတွေပေါ့နော်ဒါယောက်ျားလေးဝတ် site ကြည်ကြည်သေးတရားတော့ကြောက်သားလုံးဝကောင်းလုံးဝမိုက်တော့ကြောက်သား ဒါယောက်ျားလေးဝတ်ပေါ့နော်အလေးတွေကယောက်ျားလေးဝတ်ယောက်ျားလေးဝတ်ကိုဒီအားနည်းနည်းသေးတဲ့ပိန်နဲ့မောင်လေးတွေဝတ်လို့ရတဲ့ size ပေါ့နော်ပိန်နဲ့မောင်လေးတွေဝတ်လို့ရတဲ့ size အဲ့ဒီလိုမျိုးပဲမင်းမင်းမာဒါတော့အော်ဒီဟာကတော့ကလာစုံပေါ့ဒီလိုကလာစုံယောက်ျားဝတ်လေးလည်းရှိကြားဝတ်လေးလည်းရှိရဲ focus ကနည်းနည်းမကြည့်ဘူးဖြစ်နေလို့သိခင်ပြီးကြည့်ပြပါနော်ဗီဒီယိုလေးကအဲ့လိုလေးဖြစ်နေလို့ပါ နောက်တစ်ခုကကြတော့မမင်းကဘဘူးဒီဟာလေးတွေကကြတော့မမင်းတို့ဟွာလေးတွေပေါ့ဘယ်လိုပြောပြမလဲလက်ပတ်ကိုပဲအလုံးမှာပန်းထိုးထားတာပေါ့နော်ပန်းထိုးထားတဲ့ဒီဇိုင်းလေးလည်းရှိတယ်။ပန်းထိုးထားတဲ့ဒီဇိုင်းလေးတွေပေါ့ဒါကတော့ပန်းထိုးထားတဲ့ဒီဇိုင်းလေးတွေပါ။အန်ထိုးထားတဲ့ဒီဇိုင်းလေးတွေပေါ့နည်းနည်းတားကက်လို့ဖြစ်မယ်။နည်းနည်းဝေးဝေးလေးပြလိုက်။ပန်းထိုးထားတဲ့ဒီဇိုင်းလေးတွေဒီပန်းထိုးထားတဲ့ဒီဇိုင်းလေးလည်းအရေးမှားပါတယ်။ဒီပန်းထိုးထားတဲ့ဒီဇိုင်းလေးတွေဆိုလို့ရှိရင်အခုံလေးရှိမယ်ဒီလိုမျိုးကလာပန်းချားလေးရှိမယ်။ အဲနောက်ပြီးကျရင်ဒီလိုကာလာစုံလေးရှိမယ်ဒါတော့ကာလာစုံမဟုတ်ဘူးသူကသုံးလုံးလောက်ပဲစုံတို့မျိုးဒါကာလာစုံပဲပေါ့နော်ဒီမှာ1 2 3 4အဲ့လိုကာလာစုံလေးရှိမယ်ဒါတော့ပန်းချာဒါတော့ပန်းချာပါလိစုအစိမ်းထဲမှာရှိသေးရယ်လေနော်ပန်းထိုးတဲ့ဟာလေး ပြီးလို့ရှိရင်ဒီလိုကာလာစုံလေးရှိမယ်။ဒါတော့ main ကလေးနဲ့ယောက်ျားလေးနဲ့ပိန်နဲ့မောင်လေးတွေညီမလေးမောင်လေးတွေဝတ်လို့ရပါတော့ main ကလေးဝတ်မယ်ဆိုလည်းရတယ်။အာလက်တိုင်းဟိုဟာဖြစ်တယ်ဆိုရင်တလုံးဖြုတ်ပေးတယ်။အဲ့တလုံးလေးကိုဆွဲသီးလေးဖြစ်ပြန်ဆွဲလို့ရမယ်ပေါ့နော်။အဲ့ဒါလေးပြန်ထည့်ပေးလိုက်ပါတယ်နော်။ဒါလိုလေးပါ။အာလေးအရန်လေးလှပါနော်။ပေးလေ။ဒီလိုလေးပါ။ဒါလေးဆိုလို့ရှိရင်တော့ तू ကဟုတ်ပါဦး။ จ้าကိုပြောနာပန်းထိုးထားတဲ့အစိမ့်ကြီးဒီဟာကြာလို့ရှိရင် तू ကပန်းကြပန်းကြ तू ကနှစ်ခုပေါ့နော်အဖြူနဲ့ပဲခြွန်ကြလို့မျိုးပေါ့ပဲတော့မဟုတ်ဘူး तू ကပဲပဲတက်လန့်ပေါ့ဒီကောင်ကတော့အဖြူလုံးနဲ့ဒါကိုကြိုက်ကြရပေါ့နော်အဲ့ဒီပုံစံလေးလုပ်ပေးထားပါတယ်နောက်ထပ်ပန်းထိုးထားတဲ့ဒီဇိုင်းလေးကယောက်ျားလေးဝတ်ပေါ့နော်ပန်းထိုးထားတဲ့ဒီဇိုင်းလေးကယောက်ျားလေးဝတ်ဆိုလို့ရှိရင်အမင်းတို့မှဒါလေးတွေရှိမယ်ပေါ့ ခဏလေးနော်ဒါလေးတွေဖယ်လိုက်မယ်ဒါပန်းထိုးထားတဲ့ဒီဇိုင်းကိုကြားဝတ်ပေါ့နော်ကြားဝတ်ဆိုတဲ့အခါကျတော့နည်းနည်းအကြီးပေါ့ဒါတော့ပန်းထိုးထားတဲ့ဒီဇိုင်းလေးတွေတည်းကဒါအရင်ရှိမယ်အနူးရှိမယ်အဖျော်ရှိမယ်ပေါ့သူကအစုံရှိရယ်နော်ဒီလိုအစုံရှိမယ်ဒါတော့အသေးပေါ့ဒါတော့တချို့မိန်းကလေးတွေဝတ်လို့ရအောင်အသေးလုပ်ပေးထားနော်အလေးကအသေးပါ ်မိသေးလေးက3သိန်းခွဲနဲ့ပေးထားတယ်ဒါလေးတွေအကုန်လုံးကသူကပန်းထိုးထားတဲ့ဒီဇိုင်းလေးတွေပန်းပန်းထိုးထားတာပေါ့နော်ပန်းထိုးထားဒီဇိုင်းလေးတွေအရင်ကတော့ဒီတစ်ခုပဲရှိတော့မယ်အော်အရင်က2ခုရှိမယ်အရင်က2ခုရှိမယ်အရင်ထက်နည်းနည်းဖြော့တဲ့ဘဲပြော်လေးက2ခုရှိမယ်ဒါတော့ပန်းထိုးထားတဲ့ဒီဇိုင်းလေးယောက်ျားလေးပေါ့နော် foreigner တွေလက်ဆောင်ပေးရဆိုရင်လည်းကြိုက်ကြရပေါ့ဒါကတော့နည်းနည်းကိတ်ကိတ်ဝဝတုတ်တုတ်ဖြစ်ဖြစ်လိုမျိုးလေးတွေ ိုက်တဲ့ဆိုလို့ရှိရင်ဒါလေးတွေရတယ်နော်ဒီမှာတော့ဒါအချွန်ဒီကတော့အစိမ်းအဖြော့တော့ပန်းထိုးထားရဲ့လှန်လဲလှန်ရဲ့မိုက်တယ်နော်ဒီလိုလေးကဲအားလုံးမင်းချစ်သူလေးတို့မမေကဒီဟွာလေးနေ တော့ဒီနေ့အတွက်ကတော့သုံးသောင်းနေစပြီးတော့မသိမ်းပိုင်းအထိသုံးသောင်းနေစပြီးတော့မသိမ်းပိုင်းအထိမမေဒါလေးနေမိတ်ဆက်ပေးလိုက်ပြီနော် ဒါလေးနဲ့မိတ်ဆက်ပေးလိုက်ပါပြီ။ဒီဟာလေးကကြတော့မင်းတို့လက်ပတ်ထဲမှာပါခြွံပေါ့နော်ခြွံကြတော့သူကကြတော့ခြွံမီးကိုလို့ခေါ်မှာပေါ့။ဒါလေးကတော့ခြွံမီးကိုလေး။အဲအဲ့လိုမျိုးကလေးလေးရှိမယ်ပေါ့။နောက်ထပ်ကနောက်ထပ်ပုံစံလေးတွေကဘာရှိမလဲဆိုရင်အော်ဟိုဟာလေးနဲ့လည်းရှိမယ်။ဂျိန်လေးနဲ့လည်းရှိမယ်။ရိုးရိုးလည်းရှိမယ်။အမဒါတော့အစုံမမမိမလောလောဆယ်က ကာလာဇုံနဲ့ရတော့တိတ်မရှိဘူးเนาะကာလာဇုံနဲ့ကမရှိဘူးအဲ့အတွက်ကြောင့်မလို့ဂဲအားလုံးပဲချစ်သူလေးတို့ဆုံဆုံစီစီတီးရပြီလို့မြင်ရထင်ပါတယ်ဗီဒီယိုလေးလည်းကြာသွားတဲ့အတွက်မြိုက်တောက်မှတ်ပါတယ်เนาะဂဲအားလုံးပဲကိုကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ